မင်္ဂလာပါခင်ဗျာကလောင်ရှင် ခင်လက်ရေးတာတော့စပယ်ဦးလို့အမည်ရတဲ့ဝိထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာစပယ်ဦးရာဒီကမိုးကုံလူပြီဖြစ်၍တောင်းဦးတို့ဝင်စားပြုလေပြီတောင်းဦး၏ရှိတော်ပြေဖြစ်ကြသော လေယူးများသည်တတုံတုံတိုက်ခတ်နေလျက်စပယ်ပွင့်ဦးကလေးများလည်းရွှင်လန်းတင့်တယ်စွာဖူးပွင့်ကြပြီဟုကြပြားဆန်းဆန်းစိတ်ကူးရင်တက်သော စပယ်ဤစာများတွင် ဤသို့ပါလာလေသည်စပယ်ဥဤအပွင့်ဖူးကလေးများအကြောင်းကိုရှင်းပြရတွင် စနေရာသည်ကာလပတ်လုံးဖူးပွင့်ခဲ့ကြသောစပယ်ပန်းများအနက်မိုးကုံဆောင်းကူးတွင် ပွင့်ဖူးရသောစပယ်ဥများကမွေးကြိုင်တင်းပြန့်သောရနံ့နှင့်ဖြူဖွေးရှင်လင်းသောအသွေးရှိက ပြန်ကားအောင်မြင်စွာပွင့်တက်ကြပါသည်ဟုလည်းပါလာလေသည်ကြံတန်းရက်ဆက်သောမိုးရသည်ဤဒန်းစိုးတန်ချက်များအောက်တွင် ပွင့်ပူးခဲ့ရသောဇပွဲပွင့်ကလေးများနှင့်ပူပြင်းလျှောက်သိ၍ညီငွေပြင်းဤဘွယ်ကောင်းသောနွေရာသီဤဖုံမုတ်များအကြားတွင်ဝင်ကြွားကျင်၌မကြွားမဝင့်ပွင့်ခဲ့ရသောဇပွဲပန်းကလေးများထက်ဆောင်းရသည်ဝင်စတွင်ဖူးပွင့်ရသောဇပွဲဥကလေးများကပိုမိုနှစ်သက်ဇပွဲကောင်းသည်ဟုစိတ်ပါလက်ပါရေးသားခဲ့လေသည် ကိုတင်ဦးကအိတ်ဆဲစီယာယောအနည်းရှိစာအုပ်ဆိုင်ရှိတွင်ရက်၍ငင်းနေရကား လမ်းမဘက်သို့ကြော်၍ကြည်လိုက်မိပြန်သည်။မှိုင်း၍အုပ်နေသောမိုးကောင်းငင်အောက်မှတိမ့်ပိတ်နတ်မောင်နေသော ကတ္တရာစီလမ်းမကြီးပေါ်တွင်ဝင်လူစဲနေရောင်ကအားနည်းစွာထိုးကြလျက်ရှိတော်လေ။ရုပ်ချင်းရုံများနှင့်လမ်းမပေါ်ရှိဓာတ်တိုင်များမှာမိရောက်များအောက်တွင်နေမြုပ်ပြကွယ်နေလေသည်။လမ်းမကြီးအတိုင်းမောင်းဝင်လာသော ကားများကမပြတ်နိုင်သဖြင့်ပလပောင်းလေတွင်ရက်ဆောင်နေကြသောရှေးရင်လူတိုင်းများအားကိုတင်ဦးကပုံမိုးဆူးဆိုက်စွာကြည်နေမိသည် အဖြူရောင်အင်းကြီးအဝါရောင်နဲ့အနေနဲ့အပြားရောချက်ဖော်ထားသောပန်းပွင့်ထမိုင်များအစိမ်းကအကွက်ကျဲချောကလက်ရောင်ထမိုင်များနဲ့မိမပြုတ်များကိုခမ်းများများတွေ့နိုင်လေသည်ကိုတင်ဦး၏မျက်လုံးများသည်ထိုရင်ရာမှပြောင်း၍ရုပ်ကျင်ယုံရှိသူထိုးဆိုင်လာသော ကားများစီသို့ရောက်သွားလေသည်နာဤကလည်းရှောင်းနာဤထိုးရန်၅မိနစ်ကိုပြနေလေသည်ကိုတင်ဦးကမျောလင့်ကြီးစွာစောင့်နေရင် သူရင်ကခုံကသူစိတ်ကလှုပ်ရှားနေသည်ရုပ်ရှင်ယုံချေလမ်းမပေါ်ရှိတွာလာလှုပ်ရှားလျက်ရှိသောလူများကိုကြည့်ရင်အလိုလိုမောလာသည်ကိုတင်ဦးရဲ့ပြန်စာကိုရပါတယ်လေစပယ်ကလည်းမမြင်ဘူးသေးတဲ့ကိုတင်ဦးကို တွေ့ရှင်နေပါပြီကိုတင်ဦးအလုံးအတွက်စိတ်မရှမ်းသာဘူးဆိုတာကိုသိရလို့စပယ်စိတ်မကောင်းဖြစ်မိပါတယ်တော်ဝင်းကျင်ကိုအရှုံးမပေးရှင်စားပါနဲ့ကိုတင်ဦးရဲ့ ပြီးတော့ကိုတင်ဦးအတွက်ကြောထောက်နောက်ခံအဖြစ်တက်ဆွမ်းတပြားကိုကြီးပေးမဲ့စပယ်လဲရောက်လာတော့မယ်မဟုတ်လားမြန်မြန်လာစမ်းပါဆိုတဲ့အတိုင်းစပယ်ခရီးထွက်ခဲ့ဖို့အစီအစဉ်နေပါပြီဒါပေမဲ့ဒီရက်တွေမှာကိုတင်ဦးအလုံများနေမှာမဟုတ်စပယ်ရန်ကုန်ကိုရောက်မဲ့နေ့ကိုတော့မရေးလိုက်တော့ဘူးနော် ကိုတင်ဦးနဲ့တွေ့ကြဖို့ကတော့အော်တိုဘာလ14ရက်၆နာရီခွဲအိတ်ဆဲစီယာယုံရှိမှတွေ့ကြပြီးတခုခုစားရင် စကားပြောကြတာပေါ့ အဲ့ဒီနေ့မှာစပယ်ကိုကိုတင်ဦးတည်နိုင်အောင်စပယ်ပန်းအခိုင်တွေပန်လာခဲ့ပါမယ်။ကိုတင်ဦးနဲ့တွေ့ကြရတော့မှာမို့စာချေချေမရေးတော့ပါဘူးနော်။ကိုတင်ဦးကိုစိတ်နှပြွှင်လန်းပါစေ။တင့်စပယ်30ရဲ့6လ1950စပယ်ကသူ့စီကိုရောက်လာတော့မြည်သူအားထားမိကိုရာကို ပင်ပန်းကြီးစွာရှာဖွေနေရတော့သူ့အတွက်ညီငွေစိတ်ပြက်ဖွယ်ရာစိုးဝါးလာတော့ဘဝကြီးကို လွမြောက်ရန်စပယ်ကရောက်လာပြီတော့မီခေဆန်းမဂဇင်းတိုက်ပိုင်ရှင်ကိုတင်ဦးသူမဟုတ်တာရေးစရာမြင့်သူသူဒီရန်ကုန်မတ္တရကိုတန်းတွင်ပညာသင်နေစေအသက်၁၈နှစ်အရောက်တွင်ဂျပန်စစ်ကြင်ညာသည်ဖြင့်တထုံတို့ပြန်သွားရသည်စစ်အတွင်ဂျပန်ခေတ္တလျှောက်တွင်ဖခင်ကြီးဤကုန်တယ်လုပ်ငန်းတွင်ကိုညီလောက်ကင်ပေးခဲ့ပြီး1945ခုနှစ်ဂျပန်လက်နက်ချကြောင်းကြင်ညာလိုက်လျင်ပင်ဖခင်ကြီးထံမှခွင့်တောင်း၍ ငွေတထောင်ပိုက်ကမိဘနှစ်ပါးနဲ့မောင်ကြီးမကလေးများကိုခွဲခွာလာခဲ့လေသည်။ဟာခင်ကြီးကကိုတင်ဦးအားအလောက်တွင်ဦးစည်းနိုင်ရန်အားကိုးသဖြင့်ရန်ကုန်သို့ကျောင်းအိတ်ကျောင်းစားပို့ခဲ့၍အတူနေအတူစားခဲ့သောကျောင်းသားကြီးများ၏တပ်ဖက်သည့်အလေးထားကိုရထားနေကထိုကျောင်းသားကြီးထံမှစာအုပ်စာတမ်းများကို အကုန်အစင်ဖတ်ရှု၍အားမရနိုင်တော့ပဲ။ကျောင်းနှင့်ကလရက်တွင်ရှိသော YMCA အတင်းစာကြည့်ဆောင်တွင် တွား၍ဖတ်တတ်နေသည်ဂျပန်ခေတ်အတွင် ကုန်တယ်အလုံးနှင့် နေ့စဉ်တွားလာနေရရာစာအုပ်တက်တာများယူလေးရှိသည့်ဖြင့်ဖခင်ကြီး၏ချိန်မောင်းခြင်းကိုခံခဲ့ရလေသည်စေအတွင်စက်ကူရှားပါးချိန်တွင် ထုတ်ဝေရသောဂျာနေမဂ္ဂဇင်းများကို အာပါတရနှစ်နှစ်ချိုက်ချိုက်ဖတ်ရှုတတ်ပြီးစာဖတ်ခြင်းမျိုးစင်မှပေါက်ပွားခဲ့သော စာရေးခြင်းစိတ်ပါယိုဖိတ်လာနေတော့သည်ထိုခေတ်ကပူပူနွေးနွေးတည်ထောင်လိုက်သောစာရေးစရာအသင်းတို့ မဲအတင်းဝင်အဖြစ်ဝင်ထားကစာဖတ်ခြင်းမှာစာရေးခြင်းစိတ်စာရေးစရာဖြစ်လို့သောစိတ်များအားတွင်တခုသောရည်ရဲချက်ပေါ်ပေါက်၍နာလီတော့သည်စတပင်းမဂဇင်းတစ်ဆောင်ထုတ်မယ်ဟူသောရည်ရဲချက်ဖြင့်ကြားဘူးနာဝရှိသောမဂဇင်းရိုက်နေနိုင်ရန်စက်ကုများကိုမုတ်ဖိုးထဲမှစူဆောင်းဝယ်ယူထား၍ဖခင်ကြီးတိလျင်ပြင်းပြင်းထန်ထန်ကန့်ကွက်မည်ဆိုသည်ဖြင့်အိမ်သားများကိုလုံးဝအသိမပေးပဲ ဝယ်ရသမျှစက်ကူများကိုမိတ်ဆွေတို့အိမ်တွင် ထားရလေသည်1945ခုနှစ်ကုန်လတွင်မဂဇင်းထုတ်ခွင့်လျှောက်ထားသောအမိန့်စာကြလာလေသည် ရုံးတွင်အမိန့်တင်ထားခြင်းကပင်နာမည်ကြီးစာရေးဆရာများထံမှ စာမှုများကိုငွေပေး၍စုဆောင်းဝယ်ယူထားခဲ့သဖြင့်မဂဇင်းထုတ်ခွင့်ရသောအခါတွင်ငွေအနည်းငယ်သာကျန်တော့သည်ကိုတင်ဦးဤနှိမ့်ချရိုသေတဲ့ချင်းကြောင့် ။ဇာမူတောင်းရင်းပင်ဆာရေးဆရာကြီးများနှင့်ယင်းနေခင်မင်ခဲ့ရာထိုသူတို့၏ကိုညင်ညွှန်ကြားချက်ကြောင့်စာစီကစာရိုက်ခါများနှင့်တာအုပ်ချုပ်ရန်အတွက်တေးရန်ငွေလိုနေရာထိုအခက်ခဲများကိုကြွေးအဖြစ်ဆိုင်းထားခြင်းဖြင့်လက်ကိုစွာလွတ်မြောက်ခဲ့လေသည်။ပူပန်တတ်သောမိခင်ကြီးကတားမရရွေတာလွတ်လိုက်ရသောဒါအတွက်စိုးရိမ်စိတ်မကင်းသည့်ဖြင့်မှားချလိုက်သည့်အတိုင်း ကျင်းမြင့်တန်းကြီးအတော်အိမ်တွင်နေရသဖြင့်နေ့စဉ်စပိန်တစ်စီးနှင့်52လမ်းအလောက်တိုက်ရှိရာသို့ကျင်းခဲ့ရသည်52လမ်းမှစီပီးသားဖောင်များကိုစပိန်ပေါ်တင်၍ရေကြော်လမ်းသို့ယူလာခဲ့ရသည်ဆာရိုက်ခလက်ငင်းမပေးနိုင်သဖြင့်ယုံကြည်လေးစားခြင်းမရှိပဲငွေလက်ငင်းရသော အလုံများများလျင်များသလိုမဂဇင်းပေါင်ကိုတဝက်တစ်ပြက်နှင့်ရှာထားတတ်သောကြောင့်စက်သမားများအားလျှော့ရန် ငွေမက်စေ့တစ်စီကိုအမြဲဆောင်ထားရသည်။ငွေအလွန်ကျက်နေလျင် ကိုတင်ဦးကသူ့အတွက်လက်ဖက်ရည်ဘိုးမထားတော့ပဲစက်သမားကိုသာပေးလိုက်ပြီးစက်သိန်းကိုတုတ်တုတ်နီးပြီးကြည့်မြင်တိုင်းကိုပြေးရသည်။မိမများပင်ဒုက္ခတွေ့ကြုံနေရတော့လေ။ရိုက်ပြီးသားမဂဇင်းဖောက်များတရွက်ထက်တရွက်ပိုမိုများလာသည်ကိုကြည့်ရင်အစာပြေသောကိုတင်ဦးက သူ့ဘဝကိုသူကျေနပ်နေခဲ့ပေပြီ။ဒီဒုက္ခတွေကြားမှပင်၄၂လံတိုက်နဲ့တိုက်အကြာရှိ ေအဝတ်ခန့်ကျဲသောမြေနေရာကိုငှား၍တဲတန်းနောင်မြေရှိကြီးထိုးကကိုပိုင်စာစီခုံနှင့်စက်တလုံးဝယ်ရိုက်နိုင်သောအရှိတို့ရောက်လာခဲ့လေသည်1949ခုနှစ်တွင်မဂဇင်းရဲ့ဆောင်ရည်8000အထိတိုးခဲ့သလောက်ကိုတင်ဦးတွင်လည်းကိုညီမိအလို့အဖော်၃၄ယောက်ရှိလာခဲ့လေသည်ကိုတင်ဦးကသူ၏ဘဝကိုဇယားချ၍စစ်ဆေးကြည့်သည်1945ခုလမ်းစပေါ်၍အခက်အခဲပေါင်းများစွာရှိသည 1946ခုရရှိပြီးသောအခွင့်အလမ်းပင် လက်လွတ်ရအောင်ဖြစ်ရသည်1948ခုမဂ္ဂဇင်းအရှင်ရနေ၍အခက်အခဲပေါင်းများစွာရှိသေးသည်1948ခုစိတ်ညစ်ညိုးစွာ မကြေမနက်ဖြင့်အလုတ်တောင်းဝန်များကြားတွင် ရှိနေရသည်1949ခုအလယ်လောက်တွင်ကသူ၏ဘဝအတွက်ကျင်းနှံ့နှစ်သိမ့်ဖွယ်ရာအကြောင်းပေါ်ပေါက်လာခဲ့လေသည် ဖခင်ကြီးအပြင်းအထန်မမနေကြောင်ဆာရောက်လာတော့ကြောင့်တထုံတို့ခိတပြန်ရန်စီစဉ်ရသည်။ငားနှစ်ကြောကြောကွဲနေခဲ့တဲ့ဖြင့်ပြန်လည်တွေ့ဆုံသောအခါတွင်အငယ်ဆုံးညီမကလေးပေါ်ပင် ရုတ်တရက်မမှတ်မိနိုင်အောင်ဖြစ်နေသည်။မျက်ရည်ဆန်းဆန်းနှင့်စီးကျိုနေသော မိခင်ကြီးအားကျဉ်တဲ့နှစ်သိမ့်ပေးပြီးအဲ့ရထဲတွင်လဲနေသောဖခင်ကြီးထံသွားကြည့်ရသည်။အရှိဆုံးအာကိုဆုံးတားဖြစ်သူကမိဘနှစ်ပါး၏စီးပွားရေးနှင့်မိဘများကိုဆုံးပြစ်သွားခဲ့သောကြောင့် စိတ်နာနေသော ဖခင်ကြီးကတားပြစ်သူကရိုးရကျင်နာစွာဝေယဝိဆာများလောက်ကင်ပေ၍ဂယုတဆိုင်ပြုစုခြင်းကြောင့်ယောဂမတက်တာသေးတော်လေစိတ်မှမူပေါ်ပါခြွင်လန်းလာခဲ့လေပြီလူမမာနီးတွင်စောင့်ရင်စာအုပ်များကိုအဖော်လုပ်နေရသောကိုတင်ဦးကဗီဒီယိုတွင်မှစာအုပ်များကိုမှွေနှောက်၏သူလာစဉ်ပို့ခဲ့သောမဂ္ဂဇင်းများကိုတေသက်စွာတွဲ၍ရှုပ်ထားသည်ကိုတွေ့မြင်ရပြန်သည်ဖြင့်အမှတ်တမဲ့ယူကြည့်လိုက်မိလေသည် အစီအစဉ်အလိုက်သုံးအုပ်တွဲစီချုပ်ထားသောမဂဇင်းကိုလှန်လို့ကြည့်ရင်အထူးထုတ်စားတဲ့ဆောင်တွင်ပါသောသူရည်သည့်ဝတ္ထုရှိတွင်မှတ်ချက်များရေးထားသည်ကိုတွေ့ရသဖြင့်စိတ်ပါလက်ပါဖတ်လိုက်မိသည်မှတ်ချက်များမှာလက်ရည်သေးဖြင့်ဝတ္ထုရှိရုပ်ပုံနောက်မှလွတ်နေသောကြောဘက်စာမျက်နှာအပြည့်ရေးထားကစေတသက်သေးချာပိုင်နိုင်သောစကားလုံးများဖြင့်ရေးသားထားသည်ကိုတွေ့ရလေသည်သူဝတ္ထုမှအပြည့်တွေကိုဖော်နိုင်၍ လိုနေသမျှကိုဖြစ်ဆွတ်ပေးနိုင်သောတတ္တိမှာထိုလည်းရေးရှင်တွင် ရှိနေကြောင်းသိရသည်အမြဲတစေခေါင်းနှောက်၍စိတ်ရှုပ်နေရသောမဂ္ဂဇင်းလုပ်ငန်းတွင်တွင်ရင်သားရင်းများထဲမှကြောထောက်နောက်ခံကောင်းတယောက်ယောက်ကိုမျော်မှန်းနေမိသောကိုတင်ဦးကအတော်ပင်ဝမ်းမြောက်အတက်မိသည်အထွေလာသားဒါအထွေရေးထားတာလားဟင်သူ့အနည်းတွင်အင်းကြီးများကိုခောက်ရန်ပြင်နေသောမြမငယ်ကသူ့ကိုပြုံး၍လှမ်းကြည့်နေသည် စင်စစ်ထိုလည်းရေးချင်မှာမသိန်းဆွေအမိခံစပယ်ပင်ဖြစ်နေသည် တထုံစာတိမဟုတ်တော်လဲတထုံအဆက်ဖြစ်သည်တင်းစင်อยู่၍ရန်ကုန်မှပြောင်းလာသောနေပိုင်ဟောင်းဤသမီးတွေစစ်မဖြစ်မီကစိမေရီရှစ်တန်းအထိတင်ကြားခဲ့ပူသူဖြစ်သည်ကိုတင်ဦးကဒီနောက်ပင်တိခဲ့ရ၍သူတထုံရောက်နေစဉ်ဗောလမြိုင်ဘက်သို့ခရီးထွက်နေသောစပယ်တို့အိမ်သားစုနှင့်မတွေ့ခဲ့ရပဲတထုံမှပြန်ရောက်လျင်ပင်စပယ်ကိုသူကမေ့ပြစ်ခဲ့လေသည် ဘိုးတင်ဦးစတက်မှာပါပဲစားရဆောင်ပါလာတယ်ဗျခမားနာမည်နဲ့ဘိုင်ကြရတဲ့အထက်ဗျာငွေကိုင်းဆက်ရေးကခက်ပြေးပြေးလှမ်းရပြောလိုက်တဲ့ဖြင့်ယူထားလိုက်ပါဗျာမထိုးပါဘူးဟုကိုတင်ဦးကလေတိုက်တဲ့ဖြင့်လွင်ကျနေသောပရုစာရွက်များကိုလက်နက်ဖက်ဖြင့်ဖိရင်ပြန်ပြောလိုက်သည်ငွေကောဘလောက်လာတယ်လဲဗျာ45ကျပ်သေးဗျာအစိတ်ကတအူး20ကတအူး ပုံနှိပ်ဆက်နှင့်စာစီကုန်များတောက်တောက်တင်းတင်းထားနိုင်ရန်အိမ်ပြန်စင်ကဆွဲယူလာသောငွေ1500ပြန်ပေးလိုက်သဖြင့်ယခုလအတွက်စက္ကူဘုံငွေပူနေရသည်ဆက်တန်ရက်သွားမည်ဆိုသဖြင့်စာအုပ်ဘီရိုနောက်ရှိစက်ဖက်ကိုမကြမကြာကြည့်နေရသည်ဒါဖြင့်ငွေယူပြီးပြေးချေအောင်ဗျာ45ကျပ်ဆိုတော့၃ထုပ်လောက်ရကောင်းပါရဲ့ဘိုင်းနေဝင်ပြီးတစ်ခါတည်းဖြတ်ရမလားအင်းပေါ့ဗျာခမည်းတော်စားဖို့တဲ့တစ်ခုခုလောက်ခဲ့အောင်ဗျာ ဒီနားကဆိုင်တွေစားရတာအီလာပြီ။42လံပြောင်းလာကြတဲ့ကထမင်းဆိုင်တွေထမင်းလာက ပေးစားနေရတဲ့ဖြင့်တခါတရံကြုံလရင်တရုတ်တန်းဘက်မှစားကျင်သည့်အစားအစာကိုမှား၍စားကြရသည်။ဖိုမင်ဖြစ်သူအလုံးမစင်းနိုင်တဲ့ဖြင့်သူ့အတွက်လုံးစရာရှိတာမှန်တယ်များကိုကိုတင်ဦးကိုတိုင်ဝင်ရောက်၍လောက်ကင်ပေးနေရသည်။ငွေကင်စရေးကိုအပြင်သွားခိုင်းလိုက်ရတဲ့ဖြင့်သလုံးအမပြင်နေရကဆာရွက်များကိုအသေးစားချထားလိုက်ရင် မန္တလေးကိုယ်စားလှယ်ထံစာရေးရပြန်သည်မန္တလေးမှာမဂဇင်းဖုံးငွေကိုတတိမရောက်တဲ့ဖြင့်စာကိုညက်နေနှစ်နာရီစာသိမ်းရတွင်ပါသွားစေခြင်းသည်ဖြင့်မရှင်းရသေးသောငွေစည်ရင်းများကိုတေချာစွာဆေးဆေး၍ရှင်းနှံတစ်ခုပြုလုပ်နေသည်စောစောကတစိကောင်းမကတ်သည်ဖြင့်ရွေးထားလိုက်ရသောစာကလေးကိုအသာလှမ်းကြည့်မိရင်ခေါင်းကိုပြန်ကုန်ကရှင်းနှံစည်ရင်းကိုဆက်လုပ်နေသည်စာရွက်ပေါ်သို့အရေးတစ်ခုကျလာသည်ဖြင့် မောကြည့်လိုက်ရလေတော့သည်သူရှိတွင်ရက်နေတော့ဧည့်သည်ကစာအိတ်တစ်ခုကိုလှမ်းပေးလိုက်ရင်အဲ့ဒီစာမူပေးခြင်းလို့ဟုပြောလိုက်ပြန်သည်ဖြင့်ဟုတ်ကဲဟုပြောလိုက်ရလေသည်အဲ့ဒါဗျာစာမူလာပေးသူကလေရှည်တစ်ချက်ဆွဲပြီးရထားလိုက်သည်ကိုတင်ဦးကမန္တလေးတို့စာမပါမည်ဆိုသည်ဖြင့်သူ့ကိုဆက်မကြည့်နေအားပဲခေါင်းပြန်ငုံကဆင်းရင်ကိုဆက်လုံနေရသည်ဒီမဲမိတ်ဆွေ သာမူချင်းကမြေတို့အတွေးပေါက်သွားသည်မသိအတန်မာမာနှင့်ပြောလိုက်တော့မှပင် ကိုတင်ဦးကခေါင်းကို ဖော်လိုက်ရလေသည် မတုံးရင်ဒီတရနေ့အတွင်ပြန်လို့ရှင်နေအတန်ကမာ၍စကားသုံးပုံကတိုးတိုးတုတ်တုတ်နိုင်လေသည်လူပြောင်းစိတ်တို့ကိုတင်ဦးကစိတ်တို့လာလေသည်တရနေ့အတွင်တော့ကျွန်တော်မဖတ်နိုင်သေးဘူးဗျာခမည်းအရင်ရောက်နေတဲ့အစာမူတွေရှိသေးတယ်ဒါဖြင့်ပြန်ယူသွားမယ်ဗျာ စာမူရှင်ကမပေးရသေးသောစာမူကိုလွယ်အိတ်တွင်းသို့ပြန်ထည့်ကာဒေါနှင့်မောနှင့်ထွက်သွားလေသည်အတော်ခတ်တဲ့လူတွေပါလားဒါလောက်ပုံနေတဲ့စာမူတွေကိုဘလို့လှုပ်ဖက်ပြီးတရက်နှစ်ရက်အတွင်းပြန်ပေးနိုင်ပါလေကိုချင်းမှမစာတတ်ပါလေကိုတင်ဦးကစိတ်တို့လာရကစိတ်ရှုပ်သွားသည်ဦးကောင်းကလည်းမူးနှောက်နှောက်ဖြစ်လာသည်မန္တလေးကိုယ်စားလှယ်စင်ရင်းကိုဆက်မလုပ်တော့ပဲထိုင်နေရာကထားလိုက်မိသည် ရုတ်တရက်ဖြစ်တဲ့ဖြင့်သူ့လက်ကဇပွဲပေါ်မှာစာအိတ်ကလေးကိုတိုက်ချလိုက်တဲ့ဖြင့်ငုံ၍ကောက်ကင်လိုက်ရသည်။စာအိတ်ပေါ်မှာတက်ထားသောလိပ်စာကိုဖတ်ရင်ရည်ရွယ်ချက်မရှိဘဲစာအိတ်ကိုကောက်၍ဖတ်လိုက်သည်။ကိုတင်ဦးရဲ့ဝတ္ထုရှိကိုဝေဖန်ထားတာတွေ့တယ်လို့အထွေးကပြောပြပါရဲ့။မဂဇင်းဝတ္ထုရှိခန်းမှာသဘောကျတဲ့ဇလန်းပါရင်မှတ်ချက်ရေးသားတတ်တာကတော့ကျမဝါသနာပဲဆိုပါတော့။နောင်ကိုလည်းခစ်ဆန်းမှပါတဲ့စာမှုတွေကိုဝေဖန်ပေးပါလို့ မှားသွားတယ်လို့အထွေးကပြောပါတယ်။ဝေဖန်တာရမဟုတ်ပါဘူးလေ။စာမှုတစ်ခုကိုဖတ်ပြီးတိုင်းဖြည့်စရာတွေဖြတ်စရာတွေကိုမြင်လာတာနဲ့ရေးသားမိတာပါပဲ။ကိုတင်ဦးရဲ့အလौတာဝန်ကများပြားလှလို့ကျမစာဟာအနှောက်အယှက်ဖြစ်နေမယ်ဆိုရင်မယူဘဲနေနိုင်အောင် တစ်စိမ့်ကောင်းမကတ်လိုက်တာပါပဲ။ကိုစိတ်နှပါရှင်လန်းပါစေ။စပယ်31ရက်ရှောက်လ1949 မမျော်လင့်မဲရောက်လာသောစပဲ့ထမစာကတူတောင်း၍ပြတ်တောက်လာလေသည်ကိုတင်ဦးကဆက်ရှင်းပြန်စာရေးလိုက်သဖြင့်ဒုတိယကျင်းရောက်လာသောစာမှာဂယုဏကျွဲဝသောစကားလုံးများတုံးထား၍ပထမစာထက်ပုံမူ၍တူတောင်းပေသည်ဒုတိယကျင်းပြန်စာကိုရလာသောအခါတွင်ကိုတင်ဦးကသူ့ဘဝတွင် တွေ့ကြုံရင်ဆိုင်နေရသောဒုက္ခများကိုဖွင့်ဟတိုင်တန်း၍ထိုဒုက္ခများပျောက်ကွယ်ဆုံးကြရာနှင့်သိကြည်နူးဖွယ်ရာကောင်းသောဘဝအရှိပင် စပယ်ကရောက်ရှိနေပါပြီဟုအတီအလင်းဇိုရဲလိုက်သော စာဤနောက်တွင်ရရှိသော စာများမှာကြွယ်ဝကျင်နာသောဂယုဏများနှင့် စာချေကြီးများဖြစ်လေသည်ဒီလိုဖြင့်စပယ်နှင့်ကိုတင်ဦးတို့အပြန်အလှန်စာများရေးပို့နေခဲ့ကြသည် လာပေါင်းများစွာဆက်ဆံလာသောအခါတွင်ကဗျာဆန်သောစပယ်ကမာနာကြီးတဲ့၍အမှတ်ထားတဲ့ကြောင့်နှင့်ပိုင်နိုင်သောစိတ်ထားရှိသလောက်ကဗျာမဆန်တတ်သောကိုတင်ဦးကပျော်ပြောင်းလွယ်ကူသော စိတ်ဖြင့် မာနမရှိပဲအရှုံးပေးတတ်သူဖြစ်ကြောင်းကိုသိရှိလာခဲ့ကြသည်ဒီလိုကြောင့်ပဲစပယ်ကကိုတင်ဦးအတွက်ဂယုနာဒေါသဖြင့်ဖြေပြောက်နှင့်သိမ့်၍အားပေးနေခဲ့ရလေသည်ယခုမှစာနှင့်ပင်မဟုတ်တော့ပဲစပယ်ကိုယ်တိုင်သူ့အနာသို့ရောက်လာ၍သူ၏ဒုက္ခများအတွေ့ဒိုင်းသက်ဖွယ်ခုခံကာကွယ်ပေးတော်မူဖြစ်၍မာနချား၍အမြဲတမ်းဒုထောက်အရှုံးပေးခဲ့ရသော သူ၏ပံဝင်းခြင်းကို စပယ်ကကိုကြီးအားပေး၍ပြုပြင်တော်မူဖြစ်သည်။ကဗျာဆန်၍စိတ်ကူးရင်စွာရေးသားဖျော်ဖြေခဲ့သော စပယ်၏နှင်းသိမ့်ကျူနူးဖွယ်ကောင်းလာသော စာသားကလေးဖြင့်သာကျင်းနှက်ခဲ့ရသောကိုတင်ဦးကစပယ်၏တာယာချိုအေးသောအတန်ကိုကြားနိုင်တော်မူဖြစ်သည်။နာယီက၆နာရီခွဲရန်10မိနစ်သာလိုတော့သည်။မိမိုက်ဖက်တယောက်သည်သူ့ရှေ့မှနီးကပ်စွာဖျက်ချောက်သွားသည်ဖြင့်ရုတ်တရက်လန့်သွားမိသည်။ထိုမိမိုက်ပြို၏နောက်တွဲစတုံးပေးတွင် မြေတီပန်းကိုမှပန်းမထားသဖြင့်ကိုတင်ဦးရဲ့ရင်ကတဒိန်ဒိန်ခုန်နေရမှရက်သွားကလှုပ်ရှားနေသော စိတ်ကလည်းငြိမ်သွားလေသည်စပယ်ကသူ့ကိုကိုတင်ဦးသိနိုင်ရန် စပယ်ပန်းခိုက်များကိုပန်းလာမည်ဟုစားတဲ့တွင်ရေးသားလိုက်လေသည်ပန်းအဖြစ်သိသာ၍အမျိုးအမည်မသိတေရှာခွဲခြားနားမလည်သော ကိုတင်ဦးကစပယ်ကိုသိနိုင်ရန် ကြိုးစားရလေတော့သည်ကိုကြီးဈေးထဲမှာစပယ်ပန်းဝင်ဝဲခဲ့စမ်းဗျာအခိုင်နဲ့နော် ခြေထားတာမဟုတ်ဘူးကိုတင်ဦးကဖိုးမင်းကိုကြီးအားညနေအလုံစင်းချိန်တွင်ငွေတစ်ချက်ပေး၍စပယ်ပန်းမှားလိုက်ရသည် နောက်တနေ့ကိုကြီးဈေးကဝယ်လာသောစပယ်ပန်းအခိုင်များကိုတင်ရှားစွာကြည့်၍မှတ်သားနေရသည်ဒီလိုသုံးလေးရက်ဆက်၍စပယ်ပန်းဝယ်ကကြည့်ထားလိုက်မှစပယ်ကိုသူကမှတ်မိသွားသည်စပယ်ပန်းကိုကြိုက်နေတတ်သော စပယ်က စပယ်ပန်းကလေးတို့ပင်ဖြူဖြူဖွဲ့ဖွဲ့လေးနေမလားစပယ်ပန်းနှံကတင်းချို့ကြည့်အေးတယ်လို့ပင် စပယ်ဤအတွင်းစိတ်ဓာတ်ကဖြူဖွေးကြည်အေးရှူတာနေမှာပဲလားဒီလိုပဲနေလိုက်မယ်ဟုသူကထင်မိသည်ဥစ္စာဌာနကောင်းအရှင်ကင်းဝေးကအထင်သေးတော့သူ့လူကိုပင်မြောက်စားရှိခင်တတ်သောစပယ်ကဒီစပယ်ပန်းဤရိုးသားတည်ကြည်၍ချူအေးဖြူစင်သောအေးရှင်းနှင့်ပြည့်စုံနိုင်သူဖြစ်ပေမည်ဒါပေမဲ့ကိုတင်ဦးမဆက်တယ်ကိုတွေ့ရန်တွားမိအချိန်တွင် သူမျက်နာကိုမှန်တဲ့တွင်တေချာကြည့်၍တန်တရားဖြစ်နေမိသည်ဖခင်ကြီး၏တည်ကြည်သောမျက်နာကမိခင်ကြီး၏ညဉ့်ညံ့တိမ်မွေ့သောအလှတို့ဖြင့်ရောဆက်သောညမာချောကလေးနှင့်လုံးဝမတူပဲတိမ်ရှုံးတွယ်လျား၍ချောင်ကျလျက်ရှိသောသူကို စပယ်ကဘလို့သဘောထားမလဲဟုတွေးတော်ပူပန်မိသည်သို့တော်လာမဲ့ပဲပြေးတွေးဆိုသလိုပင်တွေးတော်ပူပန်မနေတော့ပဲ။ စပယ်ဤသဘောထားအမှန်ကိုသာအမြန်သိကျင်နေလာပေပြီ။ကိုတင်ဦးကသူ့ကိုယ်သူငုံ၍ကြည့်မိပြန်သည်။ရှင်အင်းကြီးလက်ရှိဆုံးချလျက်ကျဲသည်အပြည့်စုံတက်ခါခါတွင်အနက်ရောင်အောက်ခံနေငွေရောင်မကြီးစည်းကွက်မြောက်ပြင်လုံးကြီးတပတ်နားကိုဝတ်ဆင်ထားသည်။ကိုတင်ဦးကမူဘာပဲဖြစ်ဖြစ်စပယ်ကိုအထင်ကြီးလျက်ရှိနေသည်။စပယ်ကသူ့အလုပ်တွင်ဦးစီးကောင်းဆောင်၍လောက်ကင်ကတိကျတေချာသောဆုံးဖြတ်ချက်များဖြင့် သူ့အားအကူအညီပေးနိုင်ပြီဖြစ်လေသည်။လာပေါင်းများစွာစာချင်းဆက်သွယ်ခဲ့သည်ဖြင့်လည်းစပယ်ကသူ့အပေါ်တွင်တန်ရောစဉ်ဖြစ်၍ခင်မင်တွေ့တာလျက်ရှိနေပြီဖြစ်သည်။နောက်ဆုံးသူကစပယ်ကိုဘဝအပေါ်ဖြစ်လက်ထပ်ပြရစီတော်ဟူ၍တောင်းပန်သည့်တိုင်အောင်စပယ်ကငြင်းလိုက်ပြီးမဟုတ်ဟုသူယုံကြည်မိသည်။အချိန်က၆နာရီခွဲနေပြီဖြစ်၍ရုပ်ချင်းယုံချင်းလမ်းမပေါ်တွင်လူများချင်းစားပြုနေလေသည်။ထိုခိုက်တွင် ရေကျော်ပန်းမှမောင်းလာသော ကားတစ်စီးကဘရင်ယုံရှိပင် ထိုးဆိုင်လိုက်ကရုပ်ရှင်ကြည့်ရန်နောက်ကျနေသော လူတိုက်တစုခတ်တုတ်တုတ်ဆင်းလာသည်ကို တွေ့ရလေသည်ထိုလူတိုက်ထဲမှမိမပြုတ်တူကအိတ်ဆဲစီယာယုံဘက်သို့ခွဲ၍ထွက်လာသည်ကိုတွေ့ရသည်ဖြင့်ကိုတင်ဦးကတဒုံဒုံခုန်ကလှောက်ရှားနေသောစိတ်ကိုထိန်ထားလိုက်ရင်သူ့လက်ထဲမှခေဆန်းမဂဇင်းကိုတင်းကျပ်စွာ ဆုပ်ကင်လိုက်မိလေသည် ထိုမိမပြုတ်ကသူ့ရှိတက်တက်ကိုပင်လျှောက်လာပြီး သူ့ကိုဖြတ်ကျော်၍အိတ်ဆဲစီယာယုံပေးရှိလက်ဖက်ရည်ဆိုင်ထဲသို့တန်တန်းမတ်မတ်ဝင်သွားလေတော့သည်သူ့ရှိမှနီးကပ်စွာဖြတ်သွားသည်ဖြင့်မွှေးကြိုင်သိမ့်ပြန့်သောကိုသိန်းရနံကလေးနှင့်တင်းရင်းဆိုပြသောကိုလုံးရှင်မိမပြို့လေး၏ကြည်လင်ဝင်းပသောမျက်နှာလေးကသူ့စိတ်ကိုပုံမလှုပ်ရှားစေတော့သည် ထိုမိမပြို့၏စတုံးပေးပင်ပန်းထားသောပန်းပွင့်ကလေးကသူ့စိတ်ကိုတန်တရားဖြစ်စေ၍ဝေခွဲမရနိုင်တော့လေကျော်ရှင်းလှပ တိမ်မွေ့နူးညံ့သောမျက်နှာပိုင်ခြင်းကလေးကိုကခုံမင်တက်မှတ်နေလေသည်။ရှင်ပဆိုပြေသောအသားရည်နှင့်ကြည်လင်တောက်ပသောမျက်နှာမူကလည်းကျမစပယ်ပါဟုထုတ်ဖော်ဝန်ခံတရားအောင်ထင်မိသည်။ကိုတင်ဦးကသူ၏စိတ်ကိုရှင်းလင်းဝေခွဲနိုင်ရန်ထိုမိမပြုတ်ကိုပင်တွားတွေးတော့မည်ဟုဆုံးဖြတ်လိုက်ကလက်ဖက်ရည်ဆိုင်တွင်သို့ဝင်သွားလိုက်လေတော့သည်။စပယ်ပန်းကိုသူကစူးစမ်းပန်းသားလေ့ကျက်ထားသဖြင့်ကောင်းစွာသိနေပေပြီ။ ။ဖက်ရည်ဆိုင်တွင်သို့သူဝင်လိုက်မိလျင်လေ။သူ့ကိုစပယ်ကကြိုဆိုနေသည်။အဝင်တကားဝအနေရှိစပွဲဝိုင်းတွင်စပယ်ပန်းအခိုင်များကိုထိုးဆ၍ပန်ထားသောစပယ်ကိုသူတွေ့ရသည်။စောစောကမင်းမပြုတ်ကမူအတွင်းကြကြစပွဲတနေရာတွင် အိမ်တွေရသာထိုင်းနေရာကသူ့ကိုလှမ်းကြည့်လိုက်တော့ကိုတင်ဦးရဲ့မျက်လုံးများနဲ့စိုက်မိလျင်ပင်မတိမတာပြုံး၍ပြလိုက်သည်ကိုတင်ဦးကသူ့စိတ်ကိုရုပ်ရှိဆုံးဖြတ်ဝေခွဲရန်ကြိုးစားနေရရှာသည် လာပေါင်းများစွာခင်မဲရင်း၏တန်ရောစဉ်ကြီးဖြစ်နေသော စပယ်ကိုယခုသူတွေ့နေရပြီဖြစ်တော်လေဆောဆောကမိမပြူဤယောသားပြုစင်သောယူပါယုံကို သူကတတ်မှတ်မောနေမိသည်သို့တော်လေသူဘဝအတွက်အမျက်နိုးကြီးမျက်နိုး၍အာကိုအားထားပြုကခင်မင်မှုကို လက်ခံ၍ယူရနှင်းသိမ့်ပေးခဲ့သောစပယ်ကိုလေသူကလက်လော့မခံနိုင်ပေသူတို့ခုဝမ်းနေမိသည်မှာ စောစောကမိမ့်မပြိုသည်စပယ်မဟုံမှန်သိရသောကြောင့်ဖြစ်သည်ကိုတင်ဦးကခေဆန်းမဂ္ဂဇင်းကိုဒေါင်လိုက်ထောင်၍ရင်းတွင်ကတ်ထားလိုက်ရင်စပယ်ထိုင်နေရာသို့သွားကာခေါင်းကိုအသာညှင်း၍ခတ်တိုးတိုးပြောလိုက်သည် ကျွန်တော်ကိုတင်ဦးပါပဲစပယ်မဟုတ်လားခမညာအဝလုံး၍ဤနေသောခန္ဓာကိုယ်ကြီးကို အသာတွန့်ရင်မိအောက်တွင် တစ်ခုပေါ်တစ်ခုထက်လျက်သာခွန့်နေသောပရည်ကိုရှုံကခေါင်းပေါ်မှစပယ်ပန်းအခိုင်များကိုဖြုတ်လိုက်ရင် အတော်လည်းမသိပါဘူးမောင်ကြီးရဲ့။ကိုတငယ်မကအတော်ဒီပန်းတွေပန်းပြီးဒီမှာထိုင်နေပါ။စပယ်မဟုတ်လားလို့လာမေးရင်သူ့စီကိုလွှတ်လိုက်ပါတဲ့ကွယ်။ကျေးဇူးတင်ပါတယ်အတော်။ကိုပြောကကိုတင်ဦးကသူ့ရှေးတန်းရှေးကြီးကိုတင်လိုက်ပြီ။စောစောကမိမပြို့ထိုင်နေရသူတုတ်ရှည်တင်သွားလေတော့တည်း။1952အောက်တိုဘာလ။ဟုတ်ကဲ့ပါခင်ဗျာ။ ကလောင်ရှင်ခင်လက်ရေးတာတော့စပယ်ဦးလို့အမည်ရတဲ့ဝိထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာချိန်ပေပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါရှင်လန်းရှက်မြကြပါစေခင်ဗျာ